ုကိုကိုကိုလို့ခေါ်ရလာအောင်ကျမလည်းနိုင်ယူမရအောင်ပေါ့ကွာဒီဘာသာတခါပြောတာနေချိုင်းလိုက်တာမက်ကီနဲ့တဆင်းမအလိုပြပြလဲလဲအေးအေးဆေးဆေးပြောနေရဆိုတဆင်းမမရှိဘူးတောက်လျှောက်ကိုအဲ့လိုမျိုးနောက်ရောက်ကတွေ့ပြီဆိုတာနဲ့ချတော့တာပဲအဲ့လိုမျိုးသူချရချမချရကိုချအဲ့လိုမျိုးစင်းနေများတယ်အိမ်ရှိမှမန်းတက်ထိုးပြီးဖဲဝိုင်းလောက်တော့အဆင်မရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျမလက်မခံနိုင်ဘူးတော့ ကိုယ်စိတ်နဲ့မဟုတ်တဲ့ဟာကိုထည့်ပြီးတော့လေတခွန်းမခံအဲ့လိုလုံးဝမခံမဲနဲ့ဆက်ဆက်တိမခံဘူးလေသူတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောတာဟိုရောက်ပါတခွန်းဆိုစိတ်ခွန်းလောက်ပြန်ပြောရဲဆိုလို့ဆိုတော့အဲ့လိုစိတ်တော့အရန်ထည့်ထားရပါအတိကခက်ခက်မှာဖြစ်အောင်ပေါ့ based on two story ဆိုတော့လေတကယ်လည်းဖြစ်ရမယ်ဆိုတော့သူဒီဒီခက်ခက်မှာပြင်မတော့ခက်ခက်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒီအပြင်ကဒီမျိုးသမီးဆိုလို့ရှိရင်သူဒီချိန်မှာရောက်မှလည်းဘလို့ပြန်ပြီးတော့တုတ်ပြန်မလဲဘလို့ပြန်ပြီးတော့လုံမလဲဆိုရဲဟာမျိုးတော့ရေပေါ့အမြဲစဉ်းနိုင်လို့လို့တွေးရဟုတ်ကဲ့စိတ် စ်သူတွေအတွက်လက်ကေးချိန်မှုမြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စိန်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့စေတွေကိုခံစားခွင့်ပေးသွားမယ်အပြင် ဆယ်သိန်းမဝယ်ယူတာနဲ့တမိုးကြီးကားကန်ထူးကွင်းကူပွန်တစောင်းတော့ရရှိမဲ့ခွင့်ရည်ကြီး။ရာသပန်အလဲစီတို့အယောင်စီတို့အထူးခွင့်ရည်ကြီး။ချက်ချင်းဝယ်ချက်ချင်းပေါက်စက်သိန်းပေါင်း900ငွေသားစုများစွာအပါအဝင်တမိုးကြီးအိမ်သုံးရက်စစ်ပစ္စည်းများစွာတမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတဲ့အတော်မှာဖြစ်ပါရဲ့ရှင်။မေလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစစ်တီဂျော်ရီမော်ဂျီရဲ့ငင်းကြီးချက်မှရှိတဲ့ Lucky Jam မြန်မာတိုင်းစစ်တီရှိုးရီနဲ့ Lucky Jam မြန်မာရဲ့ live စီးများစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဒီဇက်ကားထဲမှာဆိုလို့ရှင်ရေမောင်ကအခက်ခက်မှာဆိုတော့အရန်ကိုသွားပြီးတော့ဒီဇက်ဇက်တဲ့လိုမျိုးမဟုတ်မခန့်အထိမခန့်အဲ့လိုမျိုးလုံးဝ ကိုအကြောမခံတိတိတိမခံတဲ့လူတွေပေါ့အဲ့လို character ဆိုအဓိကရောက်မှနဲ့အဲမကီနဲ့နှစ်ယောက်တတ်ကြအောင်အဲ့လိုမျိုး character ပါဟုတ်ပါဘူး။ဒီမောဒီဇန်ညောစဖတ်လိုက်ခဲကွာလေပထမဆုံးဒီကားမှာမကီနဲ့စပါတယ် episode 1ကစင်းကနေစပြီးတော့တကားလုံးပြီးရဲ့အချိန်ဒီစင်းထီရတယ်မကီနဲ့တစင်းမှအဲ့လိုပြပြလဲလဲအေးအေးဆေးဆေးပြောနေရဆိုတော့တစင်းမှမရှိဘူး။ဒေါက်ရှော့ကိုအဲ့လိုမျိုး နှစ်ယောက်ကတွေ့ပြီဆိုတာနဲ့ခြတော့တာပဲအဲ့လိုမျိုးသူခြရခြာမခြရကိုခြအဲ့အဲ့လိုမျိုးစင်းနေများတယ်ဆိုတော့အဲဒီကပြီးတော့အဲ script ကလည်းအတက်တည်းပဲအဲ့လိုစဖတ်လိုက်ကြတယ်ကအဲ့လိုအတက်တည်းပဲဆိုတော့ဇန်ညွာတော့လေကြည့်လို့ကောင်းပါတယ်ကို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 လို့ခေါ်ရလားအစ်မလင်းနိုင်ယူရအောင်ပေါ့ကွာဒီဘာသာတစ်ခါပြောတာနေချိုင်းလိုက်တာအဲအများကြီးတော့စိတ်ထက်ထားရပေါ့နော်အဓိကတော့အရန်ဟိုလို dialogue တွေလည်းများတစ်ခါကြရင်လည်းအရန်မောတာအဲ့လို ကိုစိတ်နဲ့မဟုတ်တဲ့ဟာကိုထည့်ပြီးတော့လေတခွမခံအဲ့လိုမ လုံးဝမခံမဲနဲ့ဆက်ဆက်တိမခံဘူးလေသူတခုံးဆိုစိတ်ခုံးလောက်ပြန်ပြောတာဟိုရခုံးတခုံးဆိုစိတ်ခုံးလောက်ပြန်ပြောရဲစကူးမျိုးဆိုတော့အဲ့လိုစိတ်တော့အရန်ထည့်ထားရပဲအဓိကခက်ခက်မှာဖြစ်အောင်ပေါ့အဲ့ဒီမကောင်းဆုံးတော့ပြင်ဆင်ပြီးစူးစမ်းထားပါအဇက်ကိုလည်းဖတ်ပြီးရေမို့စိတ်ထဲမှာငါဒီနေရာမှာဘယ်လိုလေးလုပ်မလဲဒါပေမဲ့လုပ်မယ်ဆိုချင်မှာကို creation ကတသက်ဒါပေမဲ့ဒီခက်ခက်မှာဖြစ်ဖို့ကလည်းလိုသေးရပေါ့နော်ကိုလုပ်ချင်နိုင်ရအာဆိုတာထက်ဒီ character မကျွန်သွားအောင်ပေါ့ခက်ခက်မှာနေရာနေဝန်ခံစားပြီးတော့ तू ဘယ်လိုမျိုးစိတ်နဲ့ तू တုတ်ပြန်မလဲအဲ့သူအပြင်မှာ ဆိုလို့ရှိရင်တကယ် reality based on true story ဆိုတော့လေတကယ်လည်းဖြစ်ရမှာဆိုတော့သူဒီဒီခက်ခက်မှာပြင်မတော့ခက်ခက်မှာမဟုတ်ဘူးပေါ့နော်အဒီအပြင်ကဒီမျိုးသမီးဆိုလို့ရှိရင်သူဒီချိန်မှာရခွက်နဲ့ဘလို့ပြန်ပြီးတော့တုတ်ပြန်မလဲဘလို့ပြန်ပြီးတော့လုံလဲဆိုရဲဟာမျိုးတော့ရေပေါ့အမြဲစဉ်းတိုင်းလိုလိုတွေးရဟုတ်ကဲ့အဲဘလို့ဘာမှတော့မကွာဘာကွာလဲဆိုတော့အဲဒီဘာကွာလဲဆိုတော့ဒီခက်ခက် မာကတော့ဘာမှတော့မဆိုင်ပါဘူးရေမုံဒီခက်ခက်မှာဖြစ်ဖို့ရေမုံအများကြီးစူးစမ်းရပါတယ်စိတ်လည်းအများကြီးထည့်ရပါတယ်ဆိုတော့ဒီအဲလှုပ်လှုပ်တဲ့ character တော့ဖြစ်တာပေါ့နော် strong ဖြစ်တဲ့ character ဆိုတော့ဟုတ်ကဲ့စွာလည်းကောင်းပါလေရောဖြစ်လာစွာပြမားကတော့တခါလေးပဲစွာအရင်တော့လုံးဝမစွာဘူးလည်းမဟုတ်ဘူးအလုံးဝမစွာဘူးလို့ပြောရင် ကိုသိမ့်တဲ့ပြင်မယ်ပြင်လာကိုသိမ့်လာကိုသိမ့်လာလုံးဝမစွာတော့မဟုတ်အဲ့လိုမျိုးဆိုတော့ဟုတ်ဟိုနည်းနည်းစွာနံပါတ်ခါလေးပါနောက်မင်းအရင်လိမ့်ပါပါတယ်တိခတ်တယ်ဘလို့အဲ့လိုအရန်လေးတက်လာဆွဲဆွဲခေါ်ရင်စွာလိုက်တယ်ဘလို့ နောက်တာပါကိုပါတယ်ဟုတ်အိမ်ရှိမှာမန်းတက်ထိုးပြီးဖဲဝိုင်းလောက်တော့အဆင်မရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျွန်မလက်မခံနိုင်ဘူးနော်အဲ့ဒီမှာကိုဝင်ဆောင်တွေတကယ်ကိုချင်းစားရယ်ဘာဆိုတချို့အစင်းနေဆိုလို့ရှင်ရေမို့တနေ့ကိုဖိုက်ကြီးနဲ့နေပြီးတော့တေးဥဆောင်ရောက်ဆိုခါးနေတာအဲ့လိုမျိုးဆိုလေအော်ဖိုက်ကြီးကဒါတော့မဖိုက်တူနော်အစ်စ်မဟုတ်ဘူးအစ်စ်ဆိုဘလောက်လေးလိုက်မဖြစ်စင်ဘူးကော